လောကတစ်ခုအောင်မြင်ဖို့ဘယ်ຢာကအရေးကြီးဆုံးလဲလို့ဆိုရင်ကျွန်တော်အမြင်တည်တတ်ပါเนาะအကျွန်တော်ကတော့ကြိုးစားခြင်းစိတ်လိုပဲမြင်နေပါเนาะအဲဒီစွာကြိုးစားခြင်းစိတ်မရှိရင်တော့ကျွန်တော်တို့လောကတစ်ခုအောင်မြင်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့เนาะ ကောင်းမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ပထမဆုံးအနေနဲ့အခုရဲ့အကြောင်းလေးနဲ့ဘယ်လိုလုပ်ငန်းတွေကိုဥဆောင်ပြီးလုပ်နေရဲဆိုတာလေးပြောပြပေးပါအောင်ရှင်ဟုတ်အာကျွန်တော်နာမည်ကတော့ဦးနိုင်ထလင်းပေါ့နော်လက်ရှိကတော့ကျွန်တော် MSME Association မှာတော့ကျွန်တော်တာဝန်ယူထားတဲ့အပိုင်းကြီးရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ပြည်တွင်းမိဘဆက်ဆံရေးနဲ့ပြည်ထောင်ကော်မတီဥက္ကဋ္ဌရဲ့အသိပညာနည်းပညာပြန်ပွားရေးကော်မတီဥက္ကဋ္ဌကျွန်တော်ပြီးရင်ကျွန်တော်နေပြည်တော်ကောင်စီမှာတော့နေပြည်တော်ကောင်စီရဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်ကောင်စလင်းပေါ့ကျွန်တော်အဓိကလုပ်တဲ့လုပ်ငန်းတွေကတော့ကျွန်တော်ကပြည်ထောင်ကော်မတီလုပ်ငန်းလုပ် ယ်။ပြီးရင်ကျွန်တော်ပမှုလုပ်ငန်းလည်းလုပ်ပါတယ်။ပမှုပြီးတော့ကျွန်တော် coffee လုပ်ငန်းလည်းလုပ်တယ်။ကြီးသောပမှုဆောင်မှုလုပ်ငန်းရပြီးကျွန်တော်နည်းပညာကုမ္ပဏီပေါ့နော်။နည်းပညာကုမ္ပဏီလည်းကျွန်တော်လုပ်ပါတယ်။ပြီးရင်နည်းပညာကုမ္ပဏီနဲ့ပူးတွဲပေါ့နော်ကျွန်တော် digital နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဝန်ဆောင်မှုလုပ်ငန်းတွေလည်းထပ်ပြီးတော့ကျွန်တော်လုပ်နေရရှိပါတယ်ခါ။ဟုတ်ကဲ့ပါ။ဒီပြည်ရင်းပြည်ပမှာလည်းပေါ့နော်ကိုယ်နေနဲ့စုရအများကြီးရထားရလို့သိရတယ်ပေါ့နော်။ဘယ်လိုစုမျိုးဘယ်လိုစုမျိုးတွေကိုရရှိခဲ့ရလဲရှင်။ဟုတ်။အဲ့တော့ဟိုဒီပြည်ရင်းပြည်ပစုဆိုရင်တော့လက်ရှိကတော့ကျွန်တော် တော့ဘာပေါ့เนาะအမတရားအနေနဲ့ပြောမယ်ဆိုရင်တော့စုနှစ်ခုရှိပါတယ်ပေါ့เนาะကျွန်တော်ကဒီ2023ခုနှစ်မှာကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ကျွန်တော်တို့အာဆီယံမှာစုသွားယူလာနှစ်ဦးရှိပါတယ်အဲ့ဒါကတော့ကျိလက်ဒေတာဆင်းရဲမှုတွေကိုရှင်းရှားရင်းနဲ့အာဆီယံခေါင်းဆောင်စုဆိုပြီးတော့ကျွန်တော်ဆင်းမှုနိုင်ငံမာရီနာဘေးဆက်မှာကျင်းပပြုလုပ်တဲ့ပွဲပေါ့เนาะအဲ့ဒါတော့အာဆီယံဆင်းနိုင်ငံထဲမှာကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့ ကျွန်တော်တို့စီပွားရေးလုပ်ငန်းရှင်အနေနဲ့တဦးစုရခဲ့ရရှိပါတယ်ပေါ့နော်အဲဒီမှာကျွန်တော်အပါအဝင်ပေါ့ပြီးရင်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီတရုတ်မြန်မာပေါ့နော်တရုတ်မြန်မာကျွန်တော်တို့ဒီစုတွေတွေလုပ်ငန်းရှင်တွေဆိုပြီးတော့တတ်တတ်ကျွန်တော်တို့စုတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါတော့မြန်မာနိုင်ငံမှာပဲကျင်းပဖြစ်ပါတယ်အဲဒီမှာလည်းကျွန်တော်စုရခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ကျွန်တဲ့ကွန်ပျူတာတန်းလာတော့ကျွန်တဲ့စုရတော့ကျွန်တော်တို့ဒီတခြားလုံးကတော့အများကြီးပေါ့ဗျာဟုတ်ကဲ့ ဒီအကိုအနေနဲ့ပေါ့နော်ဒီအကိုရဲ့ဒီ personal branding ကိုဘယ်လိုမျိုးတည်ဆောက်ခဲ့ရလဲရှင်အဲကျွန်တော်ဟိုအခုချိန်ပါဆိုရင်တော့ဒီအရွယ်နဲ့ပြောမယ်ဆိုရင်တော့ personal brand ကဘယ်လိုတည်ဆောက်အောင်လဲဆိုတာတည်သွားရပေါ့နော်ဒါပေမဲ့ငယ်တုန်းကတော့ကျွန်တော်တို့ personal brand ကဘယ်လိုပါလဲဆိုတာလူတိုင်းဟိုမတိနိုင်တဲ့ဟိုတိတ်မတိဖို့တည်းခတ်တဲ့ကိစ္စတခုလို့တော့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ငွေငွေတော့အရှင်ကြီး personal brand ဘယ်လိုတည်ဆောက်လဲလို့ပြန်မေးလို့ရှိရင်ကျွန်တော်ကတော့အာ ်လူငယ်ကဘာဝပြောရမယ်ဆိုရင်ငါကြိုးစားမယ်ငါလုပ်မယ်ငါအမားတွေကိုရှောင်မယ်ရှောင်ပြီးတော့ငါအောင်မြင်ခြင်းတယ်ဒီလိုစိတ်နဲ့ပဲငါဆိုလဲစိတ်တွေနဲ့ပဲသွားခဲ့တာပေါ့နော်အဲဆိုတော့အဓိကတော့ဒါကတော့ငယ်ငယ်က personal brand တည်ဆောက်တဲ့ပုံစံပေါ့နော်ကြီးလာတဲ့ခါကျတော့ကျွန်တော်အခုချိန်မှာကျွန်တော် personal brand တည်ဆောက်တဲ့နေရာမှာကျွန်တော်တို့ကအာပြီးတော့လေမဟုတ်တော့ပဲနဲ့တော်တော်တည်ဆောက်မဲ့ personal brand ကိုတည်တည်ရှိရှိ ဟိုပြင်ဆင်နေပေါ့နော်။ဥပမာနမူနာပြောလို့ရှိရင်ကျွန်တော်အခုဆိုရင် digital နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီကျွန်တော်နည်းပညာကုမ္ပဏီထောင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်နည်းပညာကုမ္ပဏီကလုံးဝမဲ့ process တွေအများကြီးရှိတယ်။ ဒါဆိုနိပညာကုမ္ပဏီ personal brand တည်ဆောက်ပြီလို့စပြီဆိုတာနဲ့ကျွန်တော်လုပ်ငန်းစပြီတည်ပြီဆိုတာနဲ့လုပ်ငန်း license ရနေစအဆုံးပြီးရင်ကျွန်တော်တို့ audience တွေကျွန်တော်တို့ကဘယ်သူတွေကိုဝန်ဆောင်မှုပေးမှာလဲပြီးရင်ကျွန်တော်တို့ဘာတွေလုပ်မှာလဲဆိုတော့ plan တွေအကုန်ရှာရတာပေါ့နော်အဲ့လိုမျိုးနဲ့ဟို personal brand နောက်ပိုင်းမှာဟိုအရင်လူငယ်ဘဝကအတွေ့အကြုံနဲ့အခုတကယ်ဟို level တစ်ခုရောက်သွားတဲ့အချိန်မှာအတွေ့အမြင်တွေကကျေကျေရတော့ပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့တွေကအကောင်းဆုံးလုပ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်မလို့အကောင်းဆုံးလုပ်မယ်လို့ဆုံးဖြတ်ထားတာနဲ့တင်ဒါ personal brand ကတော့တည်ဆောက်လို့ရပါတယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီအခုဒီဒီလုပ်ငန်းတွေကိုပေါ့နော်အခုအနေနဲ့ဥဆောင်သူဖြစ်မလာခင်အထိပေါ့အဲဖြစ်မလာခင်အချိန်မှာအခုအနေနဲ့စိတ်တက်ကြစရာကြီးဒီလမ်းပြောက်တာကြီးရှိခဲ့မှာပေါ့နော်အဲ့လိုမျိုးအခက်အခဲတွေပေါ့အခုအနေနဲ့ဘယ်လိုမျိုးရင်ဆိုင်ကြော်လွားခဲ့ရလဲဒီလိုမျိုးပေါ့နော်အခုမေးရမေးဖို့နဲ့ပြောလို့ရှိရင်ဟုတ်ကဲ့ကျွန်တော်ဟာတာကြီးလို့ဖြစ်နေတယ် ညီပြဟာတလို့ပြောတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကျွန်တော်တို့မှာအခက်ခဲတွေလူတိုင်းမှာအများကြီးရှိတယ်။ဒါပေမဲ့ဒီနေ့ချိန်မှာကျွန်တော်ဒီစကားကိုပြန်ပြောရမယ်ဆိုတဲ့အခါကျတော့တကယ်တော့ဘာမှမဟုတ်ဘူး။အော်ဘာလဲ။ချိန်ခဏလေးမှာဘာပြဿနာပဲဖြစ်နေဖြစ်နေကျွန်တော်တို့ရေဆိုင်ဖြည့်ရှင်းရတဲ့တည်ငါလေးတွေ့မှာတော့အရန်စိတ်ညစ်စရာကောင်းလို့ကိုကိုနောက်ဆုံးပေါ့နော်။ အများကြီးပေါ့မောက်တဲ့ဟိုကျွန်တော်တို့ဘာသာရေးရလဲမကိုက်ညီတဲ့နီလန်းအနေနဲ့တုံးဖို့စဉ်းစားရတယ်ဆိုရင်တော့မှတကယ်တမ်းအဲ့ဒီနေ့မှာအဲကြောင်းကြောင်းကြောင်းဖြည့်ရှင်းအောင်မြင်သွားတယ်ဒီပြဿနာကိုဖြည့်ရှင်းနိုင်သွားတယ်ဆိုရင်တကယ်တော့ဘာမှမဟုတ်ဘူးလို့ပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြောရလို့ရှိရင်ပြန်ကောက်မယ်ဆိုရင်အဲ့တော့ပြဿနာတွေကကျွန်တော်တို့ကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုဖြည့်ရှင်းလဲဆိုရင်စိတ်တက်ကြရရှိတယ်ဆိုရင်ကျွန်တော်ခြောက်ထွက်လို့မရဘူး ရှောင်ထွက်လို့မရဘာလို့လဲဆိုတော့တောင်းရင်မှုတောင်းခံမှုရှိရမယ်ဒါပဲပြဿနာကြီးရှောင်ထွက်တယ်ဆိုရင်တောင်းမှာပြဿနာတွေကအာပြီးသွားမလားဆိုမပြီးသွားဟုတ်ဒါလို့ကျွန်တော်တို့ကအာနမူနာပြောလို့ရှိရင်မတိလိုက်လို့ဆိုတော့အရာတစ်ခုနဲ့ကျွန်တော်တို့ဟိုမကောင်းမှုတစ်ခုကိုပြုလုပ်လိုက်တယ်ပဲထားလိုက်ဒါပေမဲ့ကျွန်တော်တို့ကလူဖွဲ့ပြီးပတ်ဝန်းကျင်ကြားထဲမှာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တည်ဆဲဥပဒေတွေနှီးဥပဒေတွေဆိုတာရှိတယ်။ဥပဒေမှာကမတိလိုက်လို့ဆိုတော့ အရာလည်းမရှိတယ်လို့ဟိုဒါပြောမယ်ဆိုရင်တော့ဟိုသူ့လုံလုံလုံးကြီးတိုင်းလုတ်เสียရှိအားလုတ်သွားမှာပဲပေါ့နော်ဆိုတော့အဓိကကကိုဖြစ်လိုက်တဲ့ပြဿနာတိုင်းကိုကျွန်တော်တို့ကဟိုအဓိကပြောချင်တဲ့ point ကတော့ရှောင်မထွက်သွားပဲနဲ့ကျွန်တော်တို့ကဒါကိုဖြေရှင်းလိုက်ရင်ပြီးသွားပြီအဲဒီနေ့ချိန်မှာပြန်တွေးလိုက်လို့ရှိရင်ကျွန်တော်အများကြီးကျွန်တော်ငယ်ဘဝမှာဖြတ်တန်းခဲ့တဲ့ပြဿနာပေါင်းတောင်းလျှောက်တောင်းနေရှိကောင်းရှိနိုင်တယ်ပေါ့နော်ရှိလည်းရှိခဲ့တယ်အဲကျွန်တော်နောက်ဆုံးပေါ့ အဲပတ်စံတငယ်ချင်းတယောက်စီကပတ်စံခဏယူထားလို့၃သိန်းလောက်တော့လောက်နောက်တော့၅ပေါင်းပြန်မဆက်နိုင်လို့တတင်ကစိတ်ညစ်ခဲ့တာရှိကောင်းရှိနိုင်တယ်အဲလူတိုင်းမကင်းပါဘူးဟောနော်ဒါပေမဲ့အဲ့ဒါကြီးကိုကျွန်တော်တို့ကမဆက်ဘဲနဲ့ဖတ်ပြေးလိုက်တာမျိုးအဲဒါမှမဟုတ်ရေသူ့ကိုဘလော့လိုက်တာမျိုးတော့ဒီလိုမျိုးကစားအော်လုံးနေလို့မရဘူး။ရင်ပြီးတော့တော့ဘာမဆက်နိုင်လို့ဆိုရင်တော့ငါမဆက်နိုင်လို့ကငါဘယ်နည်းတော့ဆက်ပါမယ်။ငါတနည်းနေဆက်ပါမယ်။ဒါမျိုးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးနဲ့ ပြောပြီးတော့ပြဿနာတွေကိုလည်းဖြေရှင်းလို့ရပါတယ်။နော်ပြီးရတဲ့အချိန်ကျလို့ရှိရင်တစ်ချိန်မှာအဲ့ဒီသူကအောင်မြင်သွားခဲ့လို့ရှိရင်လည်းပြန်တွေးလိုက်လို့ရှိရင်ဒါတွေကဘာမှမဟုတ်ပါဘူးလို့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါ။ဒီဒီလုပ်ငန်းတစ်ခုပေါ့နော်အောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်ဘယ်အရာတွေကအရေးကြီးဆုံးဖြစ်မလဲပေါ့။အခုအနေနဲ့ရောဘယ်လိုမျိုးတည်ဆောက်ခဲ့ရလဲ။ဟုတ်။လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဘယ်အရာကအရေးကြီးဆုံးလဲလို့ဆိုရင်ကျွန်တော်အမြင်တည်တတ်ပေါ့နော်။အာကျွန်တော်ကတော့ကြိုးစားခြင်းစိတ်လိုပဲမြင်တယ် ပေါ့เนาะအဲဒူစာကြိုးစားချက်နေပါမရှိရင်တော့ကျွန်တော်တို့လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့เนาะအဲတော့အဓိကတော့ကြိုးစားချက်စိတ်ပါပြီးနောက်တစ်ခုကတော့ကြိုးစားချက်စိတ်နဲ့အတူတူကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်ကျင့်သုံးတဲ့နည်းလမ်းကတော့ပါလဲဆိုတာကျတော့တာဝန်ယူမှုတာဝန်ခံမှုပေါ့တာဝန်တော်ဖို့လုပ်ငန်းရှင်တယောက်ဖြစ်လာတာပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်အပြည့်သူပဲဖြစ်ဖြစ်ကျွန်တော်တို့ကတောင်းမှုတောင်းခံမှုစိတ်ကတော့ကျွန်တော်တို့အပြည့်ချိနေမှာရမယ်เนาะအဲတော့အဓိကတော့ဟိုတိဆောက်တာထက်ဆိုတော့ဟို ကျွန်တော်ဒီလုပ်ငန်းအောင်မြင်ဖို့တည်ဆောက်ရတဲ့နည်းလမ်းကတော့တခြားတော့မရှိဘူးသစနာရှိရပြောခဲ့သလိုပဲကြိုးစားခြင်းစိတ်ရှိတယ်ကျွန်တော်တောင်းဝင်မှုတောင်းခံမှုစိတ်အပြည့်ရှိတယ်အဲတော့ကိုကိုယ်တိုင်ကကြိုးစားခြင်းစိတ်အောင်မြင်ခြင်းစိတ်ရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီစိတ်နဲ့ပဲသွားတာပါ